ခရီးတော်အလုံးမင်္ဂလာပါတတိယတန်းသိပ္ပံရဲ့အခန်းသုံးကနေပြီးတော့မှပြန်လဲကြိုဆိုလိုက်ပါတယ်ကဲအခန်းသုံးမှာဘာတွေသင်ကြားရမလဲဆိုတာစိတ်ဝင်စားစရာပဲเนาะခရီးတော်ရေရှင်မတော်ကဘာကြီးကလေအလင်းမရှိလို့ရှိရင်မောင်းနေမှာပေါ့နော်ဟောနေပဲဆိုလို့ရှိရင်တဘာဝနေအလင်းအောင်ရှိသလိုညပဲဆိုလို့ရှိရင်ဟမ်လာရောင်လေးတွေလဲဒါတို့သမီးတို့ခန်းစားရမှာဖြစ်တယ်နော်ကလီရီဒါပြင် အလင်းကိုလေအာလူတွေဖန်တီးထားတဲ့လက်နေဓမီတွေဒီမှာကြည့်ပါဦးလူတွေဖန်တီးထားလက်နေဓမီတွေဟောဒီမှာဖျောင်းတိုင်လေးတွေဟွန်းမဖျောင်းတိုင်မီအလင်းရောင်လေးတွေရှိမယ်ဒါမွေးနေ့ကိတ်ဖျောင်းတဲ့အလင်းရောင်ပေါ့နော်အဲဖျောင်းတိုင်မီအလင်းရောင်ရှိမယ်ကဲဒါကတော့ဒီအကြောင်းနဲ့ပတ်သက်တဲ့အလင်းအကြောင်းတွေကိုသိရမှာဖြစ်တယ်ကဲကလေးတို့ရေအလင်းကအလင်းကိုပဲပေးနိုင်တာမဟုတ်ဘူးနော်ဘာကိုလဲပေးနိုင်လဲဆိုတော့အရိတ်ကိုလဲပြနိုင်တယ်ကဲဒီချက်ဥပမာပြမယ်နော် ကဲဒီမှာဒါကို share box လို့ခေါ်တယ်အရေးကိုလည်းပြန်ဒီမှာကြည့်ဒီမှာဒီအယုတ်ကလေးတွေရှိမယ်ပြီးရင်ဒီမှာအယုတ်ကလေးနှစ်ယုတ်ပေါ့နော်အယုတ်ကလေးနှစ်ယုတ်ကိုဒီချာဓာတ်မီနဲ့ထိုးလိုက်မယ်ကဲတားလို့သမီးတို့ကကြည့်ပေးကြအောင်နော်အရှိမအယိတ်ကလေးပေါ်လားမပေါ်လားဆိုတာကြည့်ပေးကြအောင်နော်ဟောတွေ့လားအယိတ်ကလေးတွေ့လားမလုဆီလုဆီနေအယိတ်ကလေးဟောဒီမှာအယုတ်ကလေးနှစ်ယုတ်ကိုအယိတ်ကလေးတွေ့ရလားမသိဘူးအေးဟုတ်တယ်ဒီမှာအယုတ်ကလေးအယိတ်ကလေးပေါ့ကဲကလေးတို့ရေ အလင်းကအလင်းဝယ်ပေးနိုင်တာမဟုတ်ဘူးเนาะအရက်ကိုလည်းပေးနိုင်တယ်ကလေးတွေဒီအကြောင်းကိုလည်းလေ့လာအောင်မှာဖြစ်တယ်ဟုတ်တယ်မျိုးအားလုံးပဲမင်္ဂလာပါဒီချေကတော့ဒီချေဆန္ဒဖြစ်ပါတယ်ဒီချေကဒီနေ့မှာတောက်သမီးတို့ကိုတတိယရန်သိပ်ပံရဲ့အခန်း၃အလင်းနဲ့အတန်ဆိုတဲ့ခေါင်းစရောက်ထဲမှာအလင်းနဲ့အရေးဆိုတဲ့အကြောင်းလေးကိုရှင်းပြပေးတော့မှာဖြစ်ပါတယ် ဟုတ်ပြီတချို့တို့ဒီသင်ခန်းစာလေးကိုတင်ပြရခါမှာတောက်သမီးတို့ကအလင်းဖြောင်တန်းစွာသွားခြင်းနဲ့အရေးဖြစ်ပေါ်ခြင်းကိုသိရှိသွားမှာပဲဖြစ်ပါတယ်။ဒါဆိုရင်တချို့တို့လက်တွေ့စမ်းသပ်ချက်လေးတစ်ခုလုပ်ပါမယ်။ဒီလက်တွေ့စမ်းသပ်ချက်လေးမှာဆိုရင်တောက်သမီးတို့ကဖြောင်းနိုင်ပြီတချောင်းရဲ့အချိုရည်ပိုက်ဒါမှမဟုတ်စက်ခုလေးတစ်ခုလိုပါမယ်နော်။ဒါဆိုလို့ရှိရင်တချို့တို့ကဖြောင်းနိုင်ပြီနဲ့အချိုရည်ပိုက်ကိုသုံးပြီးတော့မှပုံလေးနဲ့ကြည့်သွားပါမယ်။ဒါဆိုရင်ပုံတစ်ကလေးကိုပြပါမယ်။ပုံတစ်ကလေးမှာဆိုရင်ဒီချေကဖြောင်း ောင်းနိုင်မီကိုထောင်ထားပြီးတော့ပိုက်ကလေးကိုဖြောင်းဖြောင်းလေးထားပြီးတော့မှအနေထားမှာကြည့်ပါမယ်။ဟုတ်ပြီဒါဆိုလို့ရှိရင်တောက်သမီးကိုဖြောင်းနိုင်မီကိုမြင်ရပါသလား။ဟုတ်ပြီဆိုလို့ရှိရင်ဒါပုံနှစ်ကိုဆက်သွားပါမယ်။ပုံနှစ်မှာဆိုရင်ဒီချေကဖြောင်းနိုင်မီကိုပိုက်ကလေးနဲ့ကြည့်တဲ့အခါမှာပိုက်ကိုနည်းနည်းလေးအောက်ကိုကိုေးပြီးတော့မှကြည့်ပါမယ်။ ။ဒါဆိုရင်ရောတောက်သမီးတို့ပုံနှစ်ကိုကြည့်တဲ့အခါမှာဖျောင်းနိုင်မျိုးကိုမြင်ရပါသလား။နောက်တစ်ခုဆက်သွားပါမယ်။ဒီချေတို့ကပုံသုံးတိုင်းကြည့်ပါမယ်။ပုံသုံးမှာဆိုရင်ဒီချေကဖျောင်းနိုင်မျိုးကိုကြည့်တဲ့အခါမှာပိုက်ကလေးကိုအပေါ်ကနေကိုယ်ကိုယ်လေးယူပြီးတော့မှကြည့်ပါမယ်။ဒါဆိုရင်ပုံသုံးတိုင်းကြည့်တဲ့အခါမှာတောက်သမီးတို့ဖျောင်းနိုင်မျိုးကိုမြင်ရပါသလား။ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီချေတို့ကပုံ၁ပုံနှင်းနဲ့ပုံသုံးတိုင်းကြည့်တဲ့အခါမှာဖျောင်းနိုင်မျိုးကိုဒီချေတို့ကပုံ၁မှာ အနေထားတိုင်းတွေ့မြင်ရပါမယ်။ဘာလို့လဲဆိုရင်ဖျောင်းနိုင်မျိုးကိုမြင်ရခြင်းမှာပိုက်ကဖြောက်တန်းနေတော့ကြောင်းဖြစ်ပါတယ်နော်။ဒါဆိုရင်ဒီချေတို့လက်တွေ့စမ်းသပ်ချက်နှစ်ကလေးကိုဆက်သွားပါမယ်။ဒီမှာဆိုရင်တောက်သမီးတို့ဘာတွေလုပ်မလဲဆိုရင်အပေါက်သေးတစ်ခုစီပါတော့ကပ်ပြား၃ခုစီနဲ့လက်နှစ်တံမီးလိုပါမယ်နော်။ ဟုတ်ပြီဒါဆိုရင်ဒီချေတို့လိုအပ်တဲ့ပစ္စည်းလေးရပြီဆိုလို့ရှိရင်ဒီချေတို့အပေါက်ကိုစက်ခုပေါက်ဆက်နဲ့အပေါက်ရဲ့အရင်အနေထားကစက်ခုပေါက်ဆက်နဲ့ဖောက်တဲ့အပေါက်အရွယ်ရှိရန်လိုပါတယ်အရန်လည်းမကြည့်ရဘူးအရန်လည်းမသေးဘူးလိုပါတယ်နော်ဒါဆိုရင်ဒီချေတို့ပုံမှာပြထားတဲ့အတိုင်းကပ်ပြားလေးတွေကိုအသုံးပြုပြီးရောနယံပေါ်ကိုအလင်းရောက်တဲ့အထိကပ်ပြားအပေါက်လေးတွေရွှေ့ပြီးရောမှဆန်းသက်ကြည့်ပါမယ်ဒါဆိုရင်နယံပေါ်မှာ အလင်းပေါ်လာတာကိုကြည့်ခြင်းအားဖြင့်ဘာလို့ဒီလိုသိရမှာ ာကအလင်းသည်ဖြောက်တန်းစွာသွားတယ်ဆိုတာကိုသိရပါမယ်။ဟုတ်ပြီဒါဆိုရင်ဒီချေတို့မှာပုံလေးကိုကြည့်ပြီးတော့မိကုံးလေးတို့ဖြည့်ကြည့်ပါမယ်။မိကုံးနံပါတ်ကာကြီးကိုဒီဆက်ဖတ်ပြပါမယ်။အလင်းတန်းဒီမြည်တို့သွားတဲ့နည်းတဲ့။အဲ့တော့အလင်းတန်းဘလို့သွားလဲဆိုရင် ခုနကဒီချေတို့ကပြားလေးကိုအပေါက်ဖောက်ပြီးကြည့်တော့မှလည်းဒီချေတို့တွေ့ခဲ့တဲ့အလင်းတန်းဒီဖြောင့်တန်းစွာသွားပါသည်။အဖြေလေးက ဒါဆိုရင်ခါခွေးကိုဆက်သွားပါမယ်အလင်းတန်းတီးတဲ့အဖက်ဖက်တို့တဲ့သွားနိုင်မှုရှိမရှိဖြစ်ဆိုပါတဲ့ဒါဆိုရင်ဒီချေတို့ပုံမှာခုနလည်းပြတယ်လက်နှိပ်ဓမီနဲ့မီလုံးလေးမှာဆိုလို့ရှိရင်မီလုံးလေးကဖြာထွက်လာတဲ့အလင်းတွေကအဖက်ဖက်ကိုသွားနိုင်တာကိုတွေ့ရတယ်ဒါကြောင့်မလို့အဖြေက အလင်းတန်းတီးအဖက်ဖက်တို့သွားနိုင်ပါသည်ဒါဆိုရင်မေကွန်းကားငယ်လေးကိုသွားပါမယ် ပုံများရှိအလင်းထုတ်လွတ်ရာပင်ရင်းကို ပြောပြပါတဲ့ပုံမှားရှိရဒီမှာလက်နှိုက်တက်မီနဲ့မီလုံးလေးမှာဆိုရင် အလင်းထုတ်လွတ်ရာပင်ရင်းဆိုတာကဒီချေတို့ဘာကိုပြောလဲဆိုရင်လက်နှိုက်တက်မီနဲ့မီလုံးတို့ပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့လက်နှိုက်တက်မီဟိုမှာဒီချေတို့ကခလုတ်လေးဖွင့်ပြီးတော့အလင်းတွေထွက်လာတယ်မီလုံးကလည်းအလိုပဲမီလုံးကလည်းတစင်အလင်းတွေထွက်လာတယ်ဒါကြောင့်မလို့ဒီချေတို့ကသူတို့ကိုအလင်းထုတ်လွတ်ရာပင်ရင်းလို့ခေါ်ပါတယ် ဒါဆိုရင်ဆက်ပြီးတော့ဒီချဲကပုံလေးနှစ်ပုံပုံ1နဲ့ပုံ2ဆိုပြီးတော့ပုံလေးကိုပြပြီးတော့ဒီချဲကိုမေးခွန်းလေးတွေဖြည့်ကြည့်ကြပါမယ်ဆက်ပြီးတော့ဒါဆိုရင်မေးခွန်းကကြည့်ရပါလဲဆိုရင်ညီတိပုံတွင်အရေးတွေ့ရပါသည်နိတဲ့ကဲပုံ1နဲ့ပုံ2မှာတောက်သူမျိုးလည်းတွေ့ရဲ့ဘယ်ပုံမှာအရေးတွေ့ရပါသလဲဟုတ်ပါတယ်ပုံ1တွင်အရေးတွေ့ရပါသည် ်သက်ပြီးတော့ဒီချေတို့မိကုန်းခါခွေးကိုသွားပါမယ်အရိတ်အဘဲချောင်းဖြစ်ပေါ်သည်တဲ့အရိတ်ကဘာလို့ဖြစ်ပေါ်လာတာလဲဆိုရင်ဒီချေတို့ကအလင်းထုတ်လို့ရပင်ရင်ဒီချေတို့နေရဲ့အလင်းရောင်ကိုမိန်ခလေးရဲ့ခန္ဓာကိုဖြင့်ပိတ်ကာထားသောကြောင့်အရိတ်ဖြစ်ပေါ်ပါတယ် ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ပြန်ပြောပါမယ်အရေးအပယ်ချောင်းဖြစ်ပေါ်တဲ့နည်းဆိုရင် သူ့ရဲ့အဖြေလေးကနေဤအလင်းရောင်ကိုမိန်ကလေးဤခန္ဓာကိုဖြင့်ပိတ်ကာထားသောကြောင့်အရေးဖြစ်ပေါ်ပါသည်ဒါဆိုရင်ဆက်ပြီးတော့မှမိကုန်းခငယ်ကိုတွားပါမယ် ကငယ်မိကွန်လေးကအရိတ်ကို မြည်တီဘတ်တွင်တွေ့ရသည်။ဒါဆိုရင် အရိတ်တွေ့ရတဲ့ဒီဘက်ပြင်မှာဆိုပုံနှစ်ပူကြည့်ကြည့်ပါဦး။အရိတ်ကိုဒီချယ်တို့ဘယ်ဘက်မှာတွေ့ရလဲဆိုရင်အရိတ်ကိုဒီချယ်တို့အလင်းထုတ်လို့ရပင် နေရဲ့ဆန့်ကျင်ဘက်အရက်မှာတွေ့ရပါတယ်။ဒါကြောင့်မလို့အရိတ်ကိုမြည်တီဘတ်တွင်တွေ့ရသည်ဆိုလို့ရှိရင်အရိတ်ကို နေရှိရာအရက်နှင့်ဆန့်ကျင်ဘက်တွင် တွေ့ရပါသည်လို့ဖြေရပါမယ်။ဒါဆိုရင်တောက်သူတို့ဒီမှာဆိုရင်တောက်သူတို့အပြင် ထွက်ပြီးတော့နေအောင်အောက်မှာဒီချဲမှာပုံပေးမှာပုံလေးပြထားတဲ့အတိုင်း နေရန်တာတဲ့အချိန်မှာနေထွက်တဲ့အချိန်မှာတောက်သူတို့နေရအောင်မှာရက်နေဖို့လိုပါတယ်ဒီလက်တွေ့ဆန်သက်ချက်လေးမှာဆိုရင်ပြီးွားရင်ဒီချေတို့ကအရေးဖြစ်ပေါ်ပုံကိုစူးစမ်းလေ့လာကြမှာဖြစ်ပါတယ်ဒါပေမဲ့တောက်သူတို့အပြင်ကိုမထွက်တဲ့မထွက်မီမှာပေါ့နော်တောက်သူတို့မေးခွန်း၃ခုအတွက်အဖြေလေးတွေကိုရှာခဲ့ရပါမယ်မေးခွန်းကာကြီးကနံပါတ်ပါလဲဆိုရင် အလင်းထုတ်လို့ရပင်ရင်ကပါလဲဆိုတာကိုစဉ်းစားခဲ့မယ်ပြီးတော့ရင်ခါခွေးမေးခွန်းကနေရဲ့အလင်းကိုဘာကပိတ်တာစီထားတယ်လဲဆိုတာကိုလည်းစဉ်းစား ားခဲ့မယ်။ခန်းငယ်မိမိအရေးကိုဘာကြောင့်မြင်ရတာလဲဆိုတာကိုလည်းစဉ်းစားခဲ့ဖို့လိုပါမယ်။ဒါဆိုလို့ရှိရင်ဒီချေတို့အပြင်ကိုလည်းထွက်ပြီးပြီအပြင်မှာဒီချေတို့ခုနဒီချေပြောတဲ့အတိုင်းလှုပ်ကြည့်ပြီးသွားပြီးနေရောင်အောင်မှာနေပြီးတော့ခန္ဓာကိုယ်ကိုပုံစံအမျိုးမျိုးလှုပ်ကြည့်ပြီးရဲ့အချိန်မှာဒီချေတို့မိခွန်း၃ခုကိုလည်းအဖြေရှာလာခဲ့ပြီးဆိုတော့ဒီချေကမိခွန်းနံပါတ်ကကြီးအလင်းထုတ်လို့ရပင်ရင်က ဖော်ပြပါအလင်းထိုးလို့ရပင်ရင်ကဘာလဲဆိုရင်တချေတို့ကနေရောင်အောက်မှာရပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့အလင်းထိုးလို့ရပင်ရင်ကနေဖြစ်ပါတယ်နံပါတ်ခါခွေနေရဲ့အလင်းကိုတဲ့မိတိအရာကပိတ်ကာစီထားသည်နိ ဒါဆိုရင်အဖေကဒီချေတို့ကနေအောင်အောက်မှာရက်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့မိမိခန္ဓာကိုယ်ကပိတ်ကာစီးထားတယ်လို့ဖြေရပါမယ်။နောက်တစ်ခုကငယ်နေအောင်အောက်မှာမိမိရိတ်ကိုအဘဲချောင်းနေရသနည်းဒါဆိုလို့ရှိရင်ခုနကလည်းဒီချေပြောပြခဲ့တဲ့အရိတ်ကိုအရိတ်ကဘာချောင်းဖြစ်ပေါ်လာတာလဲဆိုတော့ခုနလိုပဲဒီချေတို့ကနေအောင်အလင်းတန်းဖြတ်တန်းရလမ်းချောင်းမှာဒီချေတို့ရဲ့ခန္ဓာကိုယ်ကပိတ်ကာစီးထားသောကြောင့်ဒီချေတို့ရဲ့အရိတ်ကိုပြန်ပြီးတော့တွေ့ရတာဖြစ်ပါတယ်။ဒါဆိုရင်ဒီချေတို့ကအဖြေလေးကိုဘယ်လိုရင်းနေ ဲဆိုရင်နေရောင်အလင်းတန်းဖြတ်သွားရလမ်းကြောင်းမှာမိမိခန္ဓာကိုယ်ကပိတ်တာစီးထားသောကြောင့်မိမိအရေးကို တွေ့မြင်ရပါသည်လို့ဖြေပါမယ်။ဒါဆိုရင်ဒီချေတို့လုပ်ငန်း၅ကိုဆက်သွားပါမယ်။လုပ်ငန်း၅ရဲ့မိကွန်းလေးကိုဖတ်ပြပါမယ်နော်။ လုပ်ငန်းကလက်နေတမီကိုအသုံးပြု၍လက်ဖြင့်နံရံပေါ်မှတရိစံပုံများပေါ်အောင်ပြုလုပ်ပြီးအရေးဖြစ်ပေါ်ပုံကိုရှာဖွေပါဒီလက်တွေ့ပြုလုပ်ချက်ကိုမလုပ်ခင်လိုအပ်မဲ့ပစ္စည်းကတော့လက်နေတမီတစ်ခုလိုပါမယ်နော် အရေးကိုတရားမြင်ရဖို့ဆိုရင်ဒီချေရိုးရဲ့လက်တွေ့လုပ်တဲ့အခန်းကမှောင်နေမှာဖြစ်ပါမယ် ဒီပုံထဲမှာပါတဲ့တွိဆန်ပုံတွေကိုစ조사ပြီးတော့လိုက်လို့ကြည့်ကြပါမယ်။တကယ်လို့တောက်ဝတ္ထုမျိုးလို့လုပ်တတ်တဲ့တခြားပုံစံလေးတွေရှိရင်လည်းပြုလုပ်နိုင်ပါတယ်နော်။ဒါဆိုရင်ဒီချေတို့လက်တွေပြုလုပ်ကြည့်ကြပါမယ်။ဒါလေးကခွေးလေးဖြစ်ပါတယ်။ဒါလေးကငှက်လေးဖြစ်ပါတယ်။ဒါလေးမွေးလေးဖြစ်ပါတယ် ကဲဟုတ်ပြီရဆိုလို့ရှိရင်ဒီချေကဒီဘက်ဘေးမှာပုံလေး၃ခုဖြာထားပါတယ်အဲ့ထဲမှာဆိုလို့ရှိရင်ဓမီလေးနဲ့ဒီချေတို့ကဖန်ခွက်ကလေးကိုမီလေးထိုးထားပါတယ်အဲ့မှာဆိုရင်ဒီချေတို့အရိပ်ကလေးတွေလည်းထွက်နေပါတယ်အရိပ်ရဲ့အရွယ်စားတွေကလည်း၃ခုဟာမတူညီပါဘူးဟုတ်ပါပြီဒါအဲဆိုရင်ပုံကိုကြည့်ပြီးတော့ဒီချေကိုပုံရဲ့အောက်လေးမှာရေးထားတဲ့စာလေးတွေကိုဖတ်ကြည့်ပါမယ်နော်ပထမဦးဆုံးပုံမှာဆိုရင်အလင်းထုတ်လို့ရပင်ရင်းနဲ့ ခွက်တို့နီးလေရင်တဲ့အရိတ်ကြီးကြီးမြင်ရတယ်တဲ့ဟုတ်တယ်သူပြောထားသလိုပဲเนาะသူမှာမြင်ရတဲ့အရိတ်ကအကြီးကြီးပဲနောက်တစ်ခုအလဲအပုံလေးကိုကြည့်ပါမယ်သူ့ရဲ့အောက်ကစာလေးရကြတော့အလင်းထုတ်လို့ရပင်ရင်နဲ့ခွက်တို့အနှဲငယ်ဝေးလျင်အရိတ်နည်းနည်းသေးသွားသည်တဲ့ဟုတ်တယ်နော်သူပြောသလိုပဲပုံလေးထဲမှာလည်းအရိတ်လေးကခုနအရိတ်သက်စာရဲ့နည်းနည်းလေးသေးသွားတာကိုတွေ့ရပါမယ် နောက်ဆုံးတစ်ပုံကိုကြည့်ပါမယ်။နောက်ဆုံးတစ်ပုံမှာဆိုလို့ရှိရင်အလင်းထုတ်လို့ရာပင်ရင်းနဲ့ခွက်တို့ပိုဝေးသွားလျင်အရိပ်သည်ပိုရွေးသေးသွားသည်တဲ့။ဟုတ်တယ်အဲ့ဆိုလို့ရှိရင်ပုံလေးနဲ့စာလေးပုံမှာကြည့်ပါဦး။ပုံလေးကခုနကတချေလို့ဒုတိယတစ်ခုဒုံမှာထက်သူ့ရဲ့အရိပ်ကပိုပြီးတော့သေးသွားတာကိုတွေ့ရပါမယ်။ ဒါဆိုလို့ရှိရင်ဒီချေတို့ပုံသုံးပုံလေးကိုကြည့်ပြီးတော့ပုံမပြထားတယ်သူကအလင်းထုတ်လို့ရပင်ရင် အလင်းထုတ်လို့ရပင်ရင်လို့ပါတယ်အဲ့တော့ဒီပုံလေးထဲမှာဆိုရင်အလင်းထုတ်လို့ရပင်ရင်ကဘယ်နေရာလေးဖြစ်မယ်လို့ထင်တယ်ပါလားဗျဟုတ်ပါတယ်ဒီပုံလေးထဲမှာဆိုရင်အလင်းထုတ်လို့ရပင်ရင်ကလက်နှိပ်ဓမီဖြစ်ပါတယ်ဟုတ်ပြီအဆိုလို့ရှိရင်ဒီချေတို့ကသင်ငန်းစာလေးကိုဒီချေတို့ကပြန်နေတော့အနှစ်ချုပ်လေးပြန်ပြီးတော့နှစ်ချုပ်ကြည့်ပါမယ်နော် အလင်းဒီဖြောင့်တန်းစွာသွားသည် နောက်တစ်ခုကအလင်းသည်အရဲမျက်နှာအဖက်ဖက်တို့သွားနိုင်သည်နောက်တစ်ခုကတော့အလင်းသွားရာလမ်းကြောင်းတွင် အရာဝတ္ထုတစ်ခုခုကဆင်းနေပါက အလင်းဆက်လက်မသွားနိုင်ပဲအရိပ်ဖြစ်ပေါ်သည်အရိပ်ကို အလင်းထုတ်လို့ရပင်ရင်ဤစန့်ကျင်ဘက်အရဲတွင်မြင်တွေ့ရပါသည်နောက်တစ်ချက်ကတော့အလင်းကိုအလင်းထုတ်လို့ရပင်ရင်အလင်းတန်အလင်းသွားရာဥတီဘတ်တို့နဲ့ပေါ်ပြသည့် နောက်ဆုံးချက်လေးကတော့ဒီချေတို့ဖျောင်းနိုင်ပြီးမီဒီမီလွန်လက်နှိပ်တမီတို့မှာရတဲ့အလင်းကိုဒီချေတို့လူကပြုတ်လောက်တော့အလင်းဟုခေါ်ပြီးတော့မှနေမရတော့အလင်းသည်တဘာဝအလင်းဖြစ်ပါသည်ဟုတ်ပါပြီဒီချေတို့ဒီသင်္ကန်းစာလေးကိုတင်ပြီးတဲ့အချိန်မှာတာဝတ်သမီးတို့ကအလင်းဖြောင့်တန်းစွာသွားခြင်းနဲ့အရေးဖြစ်ပေါ်ခြင်းကို သိရှိသွားပြီလို့ထင်ပါတယ်ဒါဆိုရင်ဒီချေတို့နောက်နေ့မှနောက်ထပ်သင်္ကန်းစာလေးတွေနဲ့ပြန်တွေ့ပါမယ်เนาะအားလုံးပဲတက်တာပါ